အဲညီမလေးနာမည်လေးကိုမိတ်ဆက်ပေးပါအောင်မင်္ဂလာပါညီမလေးနာမည်ကတော့မိုးအီအီထွေဖြစ်ပါတယ်ဟုတ်ကဲ့ပါညီမလေးဒီလက်တွေ့ဆေးလေးကိုညီမလေးဘယ်ချိန်အစပြီးတော့တုံးဆွဲဖြစ်လဲဘာကြောင့်တုံးဆွဲဖြစ်တာလဲညီမလေးဒီလက်တွေ့ဆေးကတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကဟုတ်ကဲ့စတင်တုံးဆွဲတာပေါ့နော်ညီမလေးကဘာအတွက်တုံးဆွဲလဲဆိုညီမလေးအစ်စ်မြစ်တွေကြိုက်တယ်ကြွက်သားတွေနားတယ်အဲဒီလက်ကလေးတွေရောင်ရမ်းတာလေးတွေအတွက်ညီမလေးတုံးတာပေါ့ဒီဆေးကိုစတုံးပြီဆိုတော့ညီမလေးဖြစ်နေတဲ့ယောဂအတွက် တော်တော်လေးကိုတိတိတတ်တတ်တတ်လာတယ်အဲ့တော့ညီမလေးကဒီလက်တွေ့ဆေးလေးကိုအမြဲတမ်းဆွဲသုံးဖြစ်တယ်ပေါ့อืมအဲ့ညီမလေးယောဂလေးကဘာဘာဖြစ်တာလဲညီမလေးဘာယောဂဖြစ်တာလဲညီမလေးကတော့အဓိကတော့လေးဘက်နာပေါ့နော်လေးဘက်နာဖြစ်ချင်တာပေါ့လေးဘက်နာဖြစ်ချင်တာဖြစ်တဲ့အတွက်ဒီဆေးလေးကိုသုံးကြည့်ကြဟုတ်ကဲ့အဲဒီဆေးလေးကိုစမ်းသုံးကြည့်ပါဆိုပြီးတော့ပြောလို့သုံးကြည့်လိုက်တာတကယ်လေးကောင်းပါတယ်ညီမလေးအခုချိန်မှဆိုရင်ဖာဆေးမှလည်းမတော့ရပါဘူးဒီဆေးလေးပဲလူပေးရုံနဲ့ဒီတော်တော်ကိုတတ်တာပြောက်ကင်းနေပေါ့နော်ဒီဆေးလေးက ဟုတ်ကဲ့ကျေးဇူးပါဟိုပါပေါ့နော်အဲဒီဝေဒနာခံစားနေရတဲ့လူတွေကိုညီမလေးပါပြောခြင်းလေညောင်းကြကြိုက်ခဲနေပေါ့နော်အဲ့လိုမျိုးပေါ့ဘလို့လူမျိုးတွေညီမလေးပါပြောခြင်းလေညီမလေးလူမျိုးပဲအစ်အမြက်ကြိုက်တယ်ကြွသားနာခြင်းနဲ့အဲလေးဘက်နာဖြစ်ဖြစ်မယ်ပေါ့နော်ဖြစ်နေတယ်ဆိုလို့ရှင်ဆွဲပြီးသုံးကြည့်ပါလေးဘက်နာဖြစ်တဲ့လူတွေလည်းအကြောတက်တာဇကြောတက်တာအဲခေါင်းကြိုက်တာလူကြည့်ပါတကယ်လူကြည့်ပါတကယ်ကောင်းပါတယ်နော်ညီမလေးလည်းဒါလက်တွေ့သုံးနေတဲ့အတွက် ကောင်းပါတယ်တုံးကြည့်ပါဒီဆေးလေးကိုညွှန်ပြပါတယ်ဗောနော်ဒီဆေးလေးရဲ့ဆေးအာဏီတရားညွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကညီမလေးကဆွဲသုံးလာတာဖြစ်တဲ့အတွက်တုံးကြည့်ပါမျှဝေပေးတာပါဆေးကောင်းလေးတစ်လက်ဖြစ်တဲ့အတွက်အာကျေးဇူးပါညီမလေးကျေးဇူးတင်ပါတယ်